လောကမှာအတတ်ပညာနဲ့တူတဲ့မိတ်ဆွေတငယ်ချင်းတန်ဖိုးကြီးတဲ့အရာဆိုတာမရှိဘူးပညာရွှေအိုလူမခိုးဆိုတဲ့လောကီစကားအတိုင်းပဲနိတိဆရာကလည်းပဲပညာဆိုတာသူများခိုးယူလူရက်လို့မရဘူးညာသူမျိုးငါးပါးလူယူဖြစ်စီလို့မရဒီပညာဒီပင်လည်းပို့ရဲ့မိတ်ကောင်းဆွေကောင်းပဲ ပဲကောင်းစေကောင်းမယ်ဒီပညာသိမဲ့လျံယခုပစ္စုပန်ဘဝမှာရောတန်တရားမှာပါជីវွားချမ်းသာជីវွားတွေဖြစ်စေဖို့အားကောင်းတဲ့အထောက်အပံ့ for the head တစ်ခုပါပဲတာလောကနေဒီဆရာရဲ့အဆုံးအမစကားတစ်ခုသူစကားကိုပုံပြန်ချုံကြည့်မယ်ဆိုရင်ပညာထက်ဘယ်ဟာမှပိုပြီးတန်ဖို့မကြည့်ပညာသေးတာလည်းတန်ဖို့အကြီးဆုံး ပညာတိသာလည်းအမြတ်ဆုံးဒီပညာတိဘုရားအမြတ်မြင့်မြတ်တဲ့တန်ဖိုးကြီးတဲ့ရွှေအိုးကိုပညာရွှေအိုးကိုဘယ်သူမှခိုးယူလို့မရဘူးဒါတို့တရားတစ်ချက်လောကမှာဘယ်မိတ်ဆွေဘယ်လောက်ကောင်းတယ်ပဲပြောပြောကိုတိထားတတ်ထားတဲ့အသိပညာအတတ်ပညာတွေလောက်ဘယ်မိတ်ဆွေမှမကောင်းဘူးဒါကြောင့်ပညာတိသာကိုယ့်အတွက်အကောင်းဆုံးမိတ်ဆွေပဲ နောက်တစ်ခုဒီပညာကြောင့်ပဲပစ္စုပ္ပန်ဘဝမှာရောတန်မြာဘဝမှာရောကိုထုတ်ကိုထမ်းကိုလန်းကိုရှောက်ကြတဲ့အခါညာစွာသောအကျိုးစီးပွားတွေကိုဖြစ်ထွန်းစေနိုင်တဲ့အထောက်ပံ့အားကိုမိခိုရတဲ့ဒါနိတိဆရာရဲ့ဆုံးမစကားပေါ့